可以不要买，可以买到一双安利的话，可以多少少晓得。像我买的，这个以第六片而言，第六片是说，那头一天嘛不有片的，像我滴滴家家不要的，都不要的，但是头一天嘛不包，那个包伊，第二天看第二天好好的，一沓味道，我这边少少买着，可以买几的把钱。尼姑那把白白的药，白的药太味道，头一天弄弄的里边的。 ါအိတ်ချင်ရင်မင်းတတိပေးမင်းအိတ်ချင်ရင်ငါတတိပေးမယ်တက္ကမကြီးနာမှာတရားတန်ပဲရှိပါစေတို့စောင့်ရှောက်သင်တဲ့ဒီချိန်မှာအဲ့တော့တောရွာဒေတာထုံးစံတိုင်းဝက်တို့ကြက်တို့မွေးထားတဲ့အကောင်ပတောင်းတွေလည်းရှိတယ်ကိုယ်အိမ်ကမမွေးပင်နဲ့ချီရင်ကောင်းရင်အိမ်တွေကမွေးထားတော့တတဝါတွေကဘယ်သိတတ်မှာလဲကိုကလလိုက်ဒီကလလိုက်ကတော့ကတော့ကတော့နဲ့တကြကူကူကူနဲ့ဟောလိုက်ဘုန်းကြီးစဉ်းစားကြည့်တယ်မတော်လို့အဲ့ဒေဂန်နီလူနာဆိုတာစွဲမိစွဲရတော့ စွမ်းမိစွမ်းရသူတို့ဒီဝက်အော်တန်ကြက်အော်တန်ကြာအဲ့ဒါစွဲတဲ့အချိန်မှာဘခနဲ့မြသေသွားရင်တိရစ္ဆာန်မဖြစ်ဘူးလားဖြစ်တယ်အဲ့တော့ခွန်ကြီးကဆွေမျိုးတွေကိုပြောလိုက်တယ်အဲ့ဒီအကောင့်တွေဒီခြံဝင်းနဲ့မလာစေနဲ့ခွန်ကြီးလည်းရောက်တော့လူတွေလည်းအနေကျကုန်အောင်ဒီခြံထဲမှာတချို့ကလည်းဒုံ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 ဆိုတက်လာတဲ့ရင်တို့အိုးကြုံမယ်ဒုံ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 တက်လာတဲ့ဟင်းချက်မဲ့ကဲမစားရင်လည်းနေပါစေဒီအိမ်ပေါ်မှာရင်တို့အိုးမကြိုးဟင်းမချက်ရအဲ့ဒါလူတွေကအောက်မှာညနာတွေပြက်ကုန်ပြီ ကြီးကျယ်လိုက်တာတဲ့ဘုန်းကြီးကိုဘုန်းကြီးကိုရှေ့တော့လည်းမပြောရဲဘူးပေါ့။ကွယ်ရမှာပြောတယ်ကြီးကျယ်တယ်ဘုန်းကြီးကလည်းထင်တယ်သူတို့မျက်နှာကက်ခတ်တာနဲ့ငါလုပ်တာတွေမကြိုက်ဘူး။ဒါပေမဲ့အဲ့ဒီချိန်မှာသူတို့ကိုငဲ့ရမှာလားလူနာကိုငဲ့ရမှာလား။ဒါလေးသတိထားနော်။လူနာကိုငဲ့ရမှာဘယ်သူမှပြောပြောဘုန်းကြီးနှလုံးမသွင်းဘူး။တရားလေးအမြဲသတိပေးနေတဲ့ညီကိုနှစ်ပါးစွန်စားချိန်မှာစားတယ်ပြီးတော့သတိပေးတယ်။အချင်းနဲ့ကက်ခတ်ကြည့်တယ်ဒကမာကြီးကလည်းအားနဲ့လို့မတုံ့ပြန်နိုင်ပေမဲ့လို့ ဘုန်းကြီးတတိပေးလိုက်တာနဲ့သူသိပါတယ်ဆိုတဲ့လက္ခဏာကတော့အများရန်ပြအဲ့လိုပြတယ်ဆိုတော့ကိုယ်တတိပေးရတဲ့လူလည်းအားရှိတယ်ကဲတတိပေးမဲ့ဘေးကစောင့်ရှောက်အပေါ်တရင်မေးခြင်းနဲ့လူတွေလည်းလူနာမျက်နှာလာကြည့်ခြင်းနဲ့မတက်ခတ်နဲ့တခါတည်းပြောလိုက်တယ်ဘာဖြစ်လို့လဲလာကြည့်ပြီးတော့အိုးဆိုပြီးတော့စုပ်တတတတ်နဲ့ဟိုလူကကြားနေတယ်နားကနော်အဲ့တော့စုပ်တတတတ်နဲ့မတည့်တာတခုပြောလိုက်လို့စိတ်မကောင်းဖြစ်သွားရင်တေခံနီးမှာအာနေနေတဲ့ချိန်မှာအဲ့မကောင်းတဲ့စိတ်ကလေးစွဲသွားရင်တမနုံအတွက်ကောင်းလား ူလည်းတယောက်မှအိမ်ပေါ်မတက်ရလားလည်းမျက်နှာမကြည့်ရအနာလည်းမကပ်ရဘုန်းကြီးအကုံအမိတ်တို့တရိษံကအစအနာမလာစေနဲ့သူ့ဘေးနားမှာတရားတန်တစ်မျိုးပဲဘုန်းကြီးတတိပေးဆောင်လျှောက်အလုံးကလည်းကွယ်ရမှာပြောလိုက်တဲ့အတင်းကတော့မပြောနဲ့သူတို့တရားလုံးဒီပုံစံဒီလိုပဲနေနေကြဘုန်းကြီးရောက်ခံမှာအနာမသွားရတာတွေရောစကားကြဲကြဲမပြောရတာတွေရောအတန်မထွက်ရဆိုတာတွေရောစုံနေတော့အမျိုးမျိုးပြောတာပေါ့ နောက်ဆုံးဆုံးကန်ဒီ5မိနစ်လောက်အလိုမှာဘုန်းကြီးကအနတ္တတရားလေးဟောပေးလိုက်ဇောဇောကအနတ္တဟောရင်လည်းစိတ်ထကြမှာဆိုလို့မပြောဘူးဝိပဿနာရှုဖို့တော့တတိပေးတယ်ဆုံးကန်ဒီ5မိနစ်လောက်ကြာမှာတက္ကမကြီးဘုန်းကြီးပြောတဲ့အတန်ကိုမတုံ့ပြန်နိုင်လို့စိတ်မကောင်းမဖြစ်နဲ့ဘုန်းကြီးပြောတဲ့အတန်တက္ကမကြီးကြားပြီးလိုက်လုံနေဖို့ပဲအရေးကြီးတယ်ကိုရတဲ့ခန္ဓာကြီးကအနတ္တခန္ဓာကိုဖြစ်ချင်တယ်လို့ မဖြစ်ရဘူး तू ဖြစ်တယ်လို့ဖြစ်နေမှာကိုကတုံ့ပြန်ပြောဆိုခြင်းနဲ့မပြောနိုင်ဘူးဆိုတော့အော်ငါဥစဉ်ကိုပြန်ပြောခြင်းနဲ့မပြောနိုင်ဘူးဆိုစိတ်မကောင်းမဖြစ်နဲ့အနတ္တခန္ဓာတဲ့ဘာခန္ဓာတဲ့ကိုဖြစ်ခြင်းတယ်လို့မဖြစ်ရဘူး तू ဖြစ်ခြင်းတယ်လို့ဖြစ်မှာအဲ့တော့ဘယ်လိုပဲဖြစ်ပါစေဖြစ်တဲ့အတိုင်းလေးပဲသူ့တဘာဝမြင်အောင်ကြည့်နေပါအဲ့ဒီအနတ္တတရားတွေတတိပေးပြီးမကြခင်မှာပဲမေတော်ကြီးလည်းဆုံးသွားပါတယ် အတုပခြားတော့မယ်ဇာပနအတုပခြားတဲ့နေ့ချမ်းမှာဘုန်းကြီးကဟောဒီနောက်ဆုံးအချိန်အကြောင်းလေးကိုတရားဟောပေးတယ်။ဘာကြောင့်ဘုန်းကြီးဒီလိုဆောင်းရှောက်လဲ။ပေကံနီးမှာဘလောက်အရေးကြီးလဲ။တကယ်လို့ဘဲကအတံပလန်တွေထွက်လာလို့တချက်ကလေးများစိတ်မကောင်းဖြစ်သွားရင်အဲ့ဒီလူနာအတွက်မနစ်နာဘူးလားနစ်နာလား။နစ်နာတယ်ကိုယ်အတွက်ကဘာမှမဖြစ်ပေမဲ့သူ့အတွက်ကတော့နောက်ဘဝတဘဝလုံးသွားရောတဲ့နော်။မသွားဘူးလားသွားလား။ သွားတယ်ဒီတစ်ချက်ကလေးမကောင်းလိုက်တာနဲ့တမနောသွားပြီတမနောအဲ့ဒီတစ်ချက်သွားလိုက်တာဒီတဘဝလုံးဒုက္ခရောက်တာဘယ်တော့ဒုက္ခရောက်တာတဘဝလုံးအဲ့တဘဝကလည်းမကောင်းတဲ့ဘဝဖြစ်တဲ့အတွက်ကုသိုလ်ဖြစ်ခွင့်မရှိလို့အကုသိုလ်တွေအကုသိုလ်တွေထပ်ထပ်ဖြစ်မယ်ဆိုရင်နောက်နောက်ဘဝတွေလည်းဆက်တိုက်သွားရောเนาะဒါကြောင့်မိတ်ကောင်းဆွေကောင်းဆိုတာဘုံသုံးသက်ကြည့်ပါတယ်ဘယ်အချိန်ဘယ်လိုကိုယ့်အပေါ်မကောင်းရင်နေပါစေသေကံကြီးလေးတစ်ချက်ကောင်းပေးနိုင်ရင်ဘာလို့ခေါ်လဲ မိတ်ကောင်းဆွေကောင်းမခေါ်နိုင်ဘူးလားခေါ်နိုင်တယ်တေကန်ဤတစ်ချက်ကောင်းရင်နောက်တဲ့ဘဝလုံးအတွက်ကောင်းပေးတာ ਨੇ အတူတူပါပဲတဲ့เนาะ